ကျွန်တော်ရဲ့ခွီးအန်နာထိမ့်မယ် YouTube channel ကိုအားပေးစောင့်မျှော်နေကြတဲ့မိတ်ဆွေများအားလုံးမင်္ဂလာညချမ်းပါခင်ဗျာ ကျွန်တော်ရဲ့ channel လေးကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာတော့ကျွန်တော်မိတ်ဆွေတို့ကိုပြောပြပေးမှာကတော့အလေးချိန်132တန်းရှိပေမဲ့လူတိုင်းကင်လုံးနိုင်တဲ့အံ့ဖွယ်ကြောက်တုံးကြီးကြောင်းပဲဖြစ်ပါတယ်ကျွန်တော်တို့နေထိုင်တဲ့ကဘာကြီးဟာ ထူးဆန်းတဲ့အရာတွေနဲ့ပြည့်နှက်နေတဲ့ဂျိုးကြီးတလုံးလို့ဆိုမယ်ဆိုရင်မှားမယ်မထင်ပါဘူးမိတ်ဆွေတို့အနေနဲ့ထူးဆန်းတဲ့အကြောင်းအရာကိစ္စတော်တော်များများကိုသိရှိပြီးဖြစ်နေမယ်ဆိုရင်တော့မအခုဖော်ပြပေးမယ်ကြောက်တုံးကြီးချောင်းကိုတော့သိရှိအောင်မှမဟုတ်ပါဘူးဒါကြောင့်ဒီကြောက်တုံးကြီးမှာဘလို့ထူးဆန်းတဲ့အကြောင်းအရာတွေရှိနေမလဲဆိုတာကိုမိတ်ဆွေတို့စိတ်ဝင်စားမယ်လို့ထင်ပါတယ် ဆက်လက်ပြီးကျွန်တော်ရဲ့ဗီဒီယိုလေးကိုအဆုံးထိလိုက်ပါကြည့်ရှုပေးကြပါအောင်ဗျဒီကြောက်တောင်းကြီးဟာဆိုရင်တော့လူသားတဦးရဲ့ကိုယ်လေးချိန်တန်းအစာပေါင်းရာနဲ့ချီပြီးလေးလံတဲ့ကြောက်တောင်းကြီးတစ်တုံးပဲဖြစ်ပါတယ်ဒါပေမဲ့လည်းအဲ့ဒီလေးလံတဲ့အချိန်စီးတဲ့ကြောက်တောင်းကြီးကိုတာမန်လူတယောက်အနေနဲ့ဘာကူပစ္စည်းမှမပါဘဲလက်ကြီးတက်တက်နဲ့လှုပ်ရှားနိုင်အောင်ပြုလုပ်နိုင်ပါတယ်ဒီကြောက်တောင်းကြီးကိုတော့ Traveling Stone လို့ခေါ်ကြပြီးပြင်သစ်နိုင်ငံ အရှေ့မြောက်ပိုင်းမှာရှိတဲ့တစ်တောထဲမှာတွေ့ရှိနိုင်ပါတယ်။သူ့ရဲ့အလေးချိန်ကတော့132တန်ရှိပါတယ်ဗျ။ဒီလောက်အလေးချိန်ရှိတဲ့ကြောက်တုံးကြီးကိုအားနည်းတဲ့သူတယောက်တောင်မှလှုပ်ရှားနိုင်အောင် ပြုလုပ်လို့ရတာကတော့အတော်လေးကိုထူးဆန်းလာပါတယ်။သူ့ကိုမှန်ကန်တဲ့နေရာကနေတည်တည်ချာချာကင်မမယ်ဆိုရင်တော့ဒီကြောက်တုံးကြီးကလှောက်ခါနေမှာပဲဖြစ်ပါတယ်။ ဒါပေမဲ့နေရာကတော့ရွေချားချင်းရှိမှာမဟုတ်ပါဘူး။ဘာကြောင့်လဲဆိုတော့သူ့ရဲ့အောက်မှာဟန်ချက်ညင်ညင်နဲ့ခံနေတဲ့ကြောက်တောင်းတုံးရှိနေလို့ပဲဖြစ်ပါတယ်။ဒီ Longan Stone လို့လူတီများတဲ့ကြောက်တောင်းကြီးကြောင့်ပြည်သိနိုင်ငံမှာရှိတဲ့ဒီမျိုးလေးဟာကဘာလဲခရီးသည်တွေကိုလာရောက်ကြည့်ရှုဖို့အတွက်အတော်အသင့်ဆွဲဆောင်နိုင်ခဲ့ပါတယ်။ဒီလိုထူးဆန်းတဲ့နောက်ထပ်ကြောက်တုံးကြီးတစ်ခုကိုတော့အိန္ဒိယနိုင်ငံမှာလည်းတွေ့နိုင်ပါသေးတယ်။ သူ့ကိုတော့ Kisner Badabo လို့အမည်ပေးထားပြီးပြင်သစ်နိုင်ငံက Trampling Stone တဲ့ပုံမိုလေးလံတယ်လို့သိရပါဗျ။အိန္ဒိယနိုင်ငံတမီနာဒူမှာတည်ရှိတဲ့ဒီကျောက်တုံးကြီးကတော့အလေးချိန်တန်250ရှိပြီးတော့ဒီနေရာမှာတည်ရှိနေတာနှစ်ပေါင်း1300ကျားပြီပဲဖြစ်ပါတယ်။ဒီကျောက်တုံးကြီးကလည်းသူ့ကိုထိလိုက်မယ်ဆိုရင်တော့လောက်ခါသွားနိုင်အောင်အောက်ခံကျောက်တုံးပေါ်မှာဟန်ချန်ညီစွာတည်ရှိနေပါဗျ။ ပိုပြီးအသေးရစရာကောင်းတာကတော့ဒီကြောက်တုံးကြီးကိုထိလိုက်လို့လှုပ်ရှားသွားတဲ့ပုံစံဟာရုတ်တရက်ဆိုရင်တောင်ကုန်းပေါ်ကနေလိမ်ဆင်းသွားမလားတောင်ထင်ရပါတယ်။ဒါပေမဲ့ဒီကြောက်တုံးကြီးဟာဆူနာမီနဲ့ငလင်လောက်တာတောင် နေရာရွေလျားခြင်းမရှိခဲ့ပါဘူးလို့ဆိုပါတယ်။ဒီကြောက်တုံးကြီးတွေကိုလှုပ်ရှားအောင် ပြုလုပ်နေတဲ့ဗီဒီယိုဖိုင်ကိုတော့ YouTube မှာ Tumbling Stone လို့အလွယ်တကူရိုက်ရှာပြီးရှာဖွေကြည့်ရှုနိုင်ပါတယ်ခင်ဗျာ။ ဟုတ်ကဲ့ကျွန်တော်ဒီနေ့တင်ဆက်ပေးလိုက်တာကတော့အလေးချိန်132တန်းရှိပေမယ်လူတိုင်းကိုကင်လုံနိုင်တဲ့အံ့ဖွယ်ကြောက်တုံးကြီးကြောင့်ပဲဖြစ်ပါတယ်မိ쇠တို့လည်းဒီကြောက်တုံးကြီးနဲ့ပတ်သက်ပြီးစိတ်ဝင်စားမယ်လို့မျှော်လင့်ပါတယ်နောက်ရက်ဒီမှာလည်းဒီလိုစိတ်ဝင်စားစရာကောင်းတဲ့အစီအစဉ်တွေကိုမပြတ်တင်ဆက်ပေးမှာမို့ကျွန်တော်ရဲ့ခွီးအန်တာတိန်မန့် YouTube Channel လေးကိုလည်း Like and Subscribe လေးလုပ်ပေးဖို့မြစ်တာရက်ခံပါရစေကောင်းသောနေ့လေးကိုပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ။